Hello အားလုံးပဲမင်္ဂလာပါ Magic Variety ကနေပြန်လဲကြိုဆိုပါရစေကျွန်တော်တို့ဒီ season လေးကတော်တော်လေးလဲနားခဲ့တာကြာပြီအကြောင်းမျိုးကြောင့်လည်းနားလာခဲ့တာဖြစ်တယ်ဆိုတော့ဒီတစ်ပတ်မှာတော့ကျွန်တော်တို့ပြန်လာပါပြီကျွန်တော်တို့ဒီတစ်ပတ်မှာ Premier League ပွဲစဉ်36ရဲ့ဝိကျုံသုံးနှန်းချက်နဲ့အတူ Predator တစ်စီပြန်လာခဲ့ပြီဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အတူတူ Premier League ပွဲစဉ်36က Champion League အတွက်တိုက်ပွဲဝင်နေကြတဲ့အသင်းတွေရဲ့ပွဲစဉ်တွေကိုဝိကျုံသုံးနှန်းချက်တွေအတူတူပြုလုပ်လိုက်အောင်ဆိုတော့အားလုံးပဲအတူတူကြည့်မယ် Let's go ဟုတ်ဒီမှာဖုန်းလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် Mercury Shopping App Mercury မှာဘာပဲလို့လို့ရနိုင်ပြီနော် Stefania 高登 shopping mall. My Curie, your shopping partner. ထမဆုံးအနေနဲ့ကျွန်တော်ရွေးချယ်ထားတဲ့ပွဲကတော့ Manchester United နဲ့ West Ham United တို့ရဲ့ပွဲဖြစ်ပါတယ်။ Manchester United ကနောက်ဆုံးကစားခဲ့တဲ့ Premier League ပွဲစဉ်တွေမှာတော်တော်လေးကိုညံ့ဖျင်းတဲ့ရှည်စွာမျိုးနဲ့ရလပိုင်းတွေစိုးဝါနေအောင်များတယ်။ကောင်းလာတဲ့တစ်ချက်ကနီးပြမိုးရင်းလက်ထက်မှာကျွန်တော်ဒီ Europa League မှာတော်တော်လေးကောင်းတဲ့ performance မျိုးပြရတယ်။ဆိုတော့လက်ရှိဆိုရင် La Liga မှာအကောင်းဆုံးခံစားလို့လူတွေသတ်မှတ်ထားကြတဲ့ဆိုတော့လက်ရှိကိန်းကနန်းနေရာလည်းတကယ်လည်းအကောင်းဆုံးခံစားဖြစ်နေတဲ့ပြပါအိုလိုအတင်းကိုအဝေးကွန်းသွားပြီးတုံးကိုတီးသွင်းလာတယ်။ဒါက United ရဲ့ performance ဘယ်လောက်ထိယူပါလိုက်မှာအားဆိုင်ထားလဲဆိုတာပြရတဲ့ချက်ပဲ။ ဆိုတော့ယူနိုက်တက်ကယူပါလိကိုအားဆိုင်လာတဲ့အညီပရီးမီယာလိပမှာပေါ်ဖော်မနေတာတော်တော်လေးညံ့လာတယ်တော်တော်လေးကိုကြလာတယ်နောက်ဆုံးမသားခဲ့တဲ့ဒီဘရန့်ဖုတ်နဲ့ပွဲမှာဆိုလို့ရှိရင်တော်တော်လေးကိုအားရချင်းစရာမကောင်းတဲ့ရှေဆွမ်းမျိုးလို့ပြောလို့ရတယ်တော်တော်လေးကိုဘယ်လိုပြောမလဲအဲလက်ခံနိုင်ကြံရှိတဲ့ရှေဆွမ်းမျိုးလို့တော့ပြောလို့ရတယ်ဆိုတော့ဒီအချိန်နေကနေယူနိုက်တက်ဘယ်လိုဟန်ဒယ်လုပ်မလဲဆိုတော့ဒါအနည်းနဲ့လေးစောင့်ကြည့်ရမယ်။နီယာမိုးရီနေလေဒီတပေါ့ဆုံးမြတ်ချက်တစ်ခုကတော့ချလိုက်ပြီလို့ကျွန်တော်ထင်တယ်။ဘာလို့လဲဆိုတော့ယူပါလိုက်ကို100%အားဖိုက်ပြီးမှကစားလိုက်မယ်။ပရီးမီယာလိုက်ကိုတော့တို့တို့ဒီပွဲစဉ်ပြီးွားရတဲ့အထိကို တမန်ဆန်ကပူဇော်မျိုးနဲ့ပဲကသားဝမလို့ကျွန်တော်တို့ထင်တယ်။ဒါကြောင့်ဒီဝဲစီမှာလည်း United အနေနဲ့အများကြီးအားထက်လာမယ်လို့ကျွန်တော်မထင်ဘူး။ကျွန်တော်အရန်ကသားသမားတွေဒီ mainland မရတဲ့ကသားသမားတွေနဲ့မထပ်ပြီးကသားလာလိမ့်မယ်။တစ်ဖက်က West Ham United ကလည်းဒီဘာမျိုးလင်းချက်မှမရှိတော့ရတဲ့တန်းစင်းမလည်းမရှိဘူး။ဆိုတော့ဒီဥပဝခွင့်နဲ့လည်းမရှိဘူးဆိုတော့သူတို့လည်းဒီဝဲစီမှာတမန်ဆန်ကအနေနဲ့ပဲကသားလိုက်မယ်။အမှတ်တင်မလို့တော့တဲ့အတင်းအတင်းဖြစ်တာနဲ့အညီဒီဝဲစီကလိုအပ်တဲ့ပုံပြီးအေးဆက်သွားနေတဲ့ပွဲမျိုးလို့ကျွန်တော်ထင်တယ်။ဒီဝဲစီကတော့ကျွန်တော်ကတော့ net သလုံးအားထုတ်နေမှာမဟုတ်တဲ့အတွက်ဒီဝဲဖြစ်မှန်းချင်ပါတယ်။ကျွန်တော်တို့ဒီဝဲစီကို United အနေနဲ့တည်ပြီးပဲကသားနိုင်မယ်လို့ထင်ပါတယ်။ ဒုတိယမြောက်ပွဲစဉ်ပြေကျွန်တော်ရေးချွတ်ထားတဲ့ပွဲကတော့ Southampton နဲ့ Manchester City တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်။အဲ Southampton က Delhi Premier League မှာတန်းဆင်းသွားပြီဖြစ်တဲ့အလျောက်ဘာအမှတ်မှမလိုတော့ဘူး။ဘာမှ fight မှုမမလဲ။အဲထပ်ပြီးလှုပ်ရှားမလိုတော့ဘူးပေါ့နော်။ဆိုတော့လက်ရှိနေသားမှာ Man City ကိုယဉ်ဆိုင်ရမှာက Southampton အတွက်အများကြီးပိုပြီးခက်ခဲသေးတယ်။အခက်ခဲတွေကအခက်ခဲဖြစ်စေလို့ကျွန်တော်ထင်တယ်။ဆိုတော့တန်းဆင်းသွားပြီဖြစ်တဲ့အတင်းလျောက် player quality နဲ့ Premier League နေသားနဲ့မကိုက်ညီဘူး။လမ်းနိပြအနေသားနဲ့ကလည်းလက်ရှိ Premier League နဲ့မကိုက်ညီဘူးလို့ပြောလို့ရတယ်။ဒီနေသားမှာ Manchester City ကို Southampton တောက်ခံနိုင်မှုဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူးလို့ကျွန်တော်တို့မြင်တယ်။တစ်ပတ်က Manchester City ကတော့လက်ရှိ ဒီ champion league ဝင်ခွင့်ပေးလာမှာထိတ်ဆုံးကနေဥဆောင်နေရတဲ့အတင်ဆိုတော့အမားကြီးဆက်လို့လို့မရဘူးဒီသူတို့ယာဉ်ရှေ့အမှတ်တွေကဒီရှေ့ပြီးမြောက်လိုက်ပေါ့နော်ဒီပြီးမြောက်ရာဒီဝက်ရှေ့ရာဒီဝက်မှာတော်တော်လေးအမားကြီးလောက်ခဲ့တယ်ဂွာဒီယိုလာနင်းနဲ့လည်းဒီလိုဒီမပိုင်းတော့နောက်ပိုင်းမှာအခက်ခဲအများကြီးကြုံလာရတယ်ဆိုပေမဲ့လက်ရှိပြီးမြောက်လေးအဆင့်3ကြီးကိုရောက်လာတယ်ဆိုတော့နီကိုကွန်ဆာလက်ပြန်ပါလာတဲ့ညံစီးရီးရဲ့ performance ကတော်တော်လေးကောင်းတယ်ဥမာမော်မော်ရှိတို့ရှေ့တန်းနေပြန်ပြနေတယ်ဆိုတော့ဒီကေဗင်ဒီဘိုင်းနာကလည်းရာဒီကနေ ထွက်မယ်ဆိုမှရာဒီကုံတင်းကနေထွက်မယ်ဆိုမှအများကြီးအသင်းကိုကြိုးပြနေတဲ့အကြောင်းကျွန်တော်မြင်ခဲ့ရတယ်ဆိုတော့လက်ရှိမန်စီးတီးရဲ့အနေထားကတော်တော်လေးကောင်းနေတယ်ဆိုပေမဲ့ တို့အနေနဲ့လည်း pressure တစ်ခုတော့ရှိရဲ။ဒါကဘာလဲဆိုတော့လက်ရှိအောက်ကလိုက်နေတဲ့အတင်းကတော်တော်လေးကိုအမတ်တရကတ်တယ်။ဆိုတော့ဒီရှင်နေမှာမသိသိနေအမားလုံးဝလုံးလို့မရတော့သူတို့ကိုယ်လည်းအားလုံးကြည့်ရဲ။ဒါကြောင့် wolf နဲ့ပွဲစဉ်ကလည်းတော်တော်လေး queue ဆက်ပြီးကတော့ကျွန်တော်မြင်ခဲ့ရတယ်။ဆိုတော့ဒီနေထားမှာ southern ကိုမသိသိအမားလုံးပါမလားဆိုတာမိကုန်းနေအများကြီးရှိရဲ။ကျွန်တော်တော့အမားလုံးမယ်လို့မထင်ဘူး။ဒီပွဲစဉ်ကမသိသိ away queen ဖြစ်တည်တိုင်အောင်တက်ဆင်းတဲ့ southern မနိုင်ပြဘာကြောင့်မှမရှိဘူးလို့ထင်တယ်။ဆိုတော့ဒီပွဲစဉ်ကမသိသိအနေနဲ့တော်တော်လေးကိုကောင်းတဲ့ performance မျိုးနဲ့အနိုင်ရသွားမယ်လို့ထင်တယ်။ကျွန်တော်တို့မသိသိဒီပွဲကိုကူးပြနိုင်မယ်လို့ထင်ပါတယ်။ နောက်တော့ပွဲစဉ်တစ်ပွဲအဖြစ်ကျွန်တော်ရေးချွဲရတဲ့ပွဲကတော့လီဗာပူးနဲ့အာဆင်နယ်တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်။လီဗာပူးကလက်ရှိပြီးမြောက်လိုက်မှာချန်ပီယံဖြစ်သွားပြီ။ဆိုတော့ပြီးခဲ့တဲ့ပွဲမှာလည်းချယ်ဆီကိုတော်တော်လေးအားမဆိုင်တော့ပဲကန်သွားတော့မြင်ရတယ်။ဆိုတော့ ီပွဲစဉ်ကလိဗာဝူးအနေနဲ့အားမဆိုင်ပဲနဲ့ချက်စီးတဲ့ပွဲတုန်းကလိုထပ်ပြီးကံမလားဆိုတာအများကြီးတော့ရှိရဲ့တပတ်ကအာဆင်နယ်ကလည်းအမှတ်တွေလုံနေတဲ့အတင်းဆိုတော့လေဆိုတော့လီဗာဝူးအနေနဲ့ဒီပွဲစဉ်ကတော့ကျွန်တော်ချက်စီးတုန်းကလိုအားရော့ပြီးကံမယ်လို့တော့ကျွန်တော်ကိုယ်တိုင်ကတော့မထင်ဘူးဘာလို့လဲဆိုတော့ကစားမယ်ကွင်းအဖီကွင်းဖြစ်တယ်လီဗာဝူးအနေနဲ့လည်းချန်ပီယံဖြစ်ပြီးတဲ့နောက်ပိုင်းအဖီကွင်းမှာပထမဆုံးကြိမ်ပြန်ကစားမှာဖြစ်တယ်ဆိုတော့ဒီပွဲစဉ်ကလီဗာဝူးအနေနဲ့တော်တော်လေးအားစိုက်ပြီးကံမယ်လို့ကျွန်တော်ထင်တယ်အထူးသဖြင့် ဒီဘောက်ကအာဆနယ်သူ့ရဲ့ပွဲတွေမှာဘယ်တော့မှအလျှော့ချော်ပြီးကန်ခဲ့ရမျိုးမရှိဘူးပေါ့နော်ဆိုတော့ဒီနေထားကအာဆနယ်ကိုအများကြီးခက်ခဲဝါနိုင်တယ်လို့ကျွန်တော်ကတော့ထင်တယ်ဒီဘောက်ကအများကြီးအားမဆိုင်ရင်တော့တော်တော်လေးအန်ဒီရရှိရတဲ့အတွက်ဆိုတော့အာဆနယ်ရောအားရော့ပြီးကန်မယ်လို့ကျွန်တော်တော့မထင်ဘူးဒီဘက်ကလည်းဘောက်အားအားဆိုင်မှုအပြည့်ရှိနေမယ်လို့ကျွန်တော်တော့ထင်တယ်တော့တစ်ဖက်ကအာဆနယ်ပေါ့တစ်ဖက်ကအာဆနယ်ကတော့ အဲပရီးမီယံလိုင်းမှာလည်းဘုံမောက်ကိုရှုံးတယ်ချန်ပီယံလိုင်းမှာလည်း PSG ကိုရှုံးပြီးမှဒီစီးဖိုင်နီယံနေပြန်ခဲ့ရတယ်။ဆိုတော့ဒီနေထားကအာဆင်နယ်ရဲ့စိတ်သက်သာဆိုင်ရာအများကြီးထိုးကြွားသွားပြီလို့ကျွန်တော်တို့ထင်တယ်။အခုထပ်ရင်ဆိုင်မှာလည်းပါဘူး။ဒီကဲလို့ဒီလူပါဘူးနဲ့ပွဲစဉ်ဝင်တာအာဆင်နယ်နဲ့ထပ်ပြီးမှရလဒ်တီဆိုးသွားမယ်ဆိုလို့ရှိရင်နောက်ထပ်လာမယ့်ပွဲစဉ်တစ်ပွဲမှာအမားရင်းနေဖြစ်လာနိုင်တယ်လို့ကျွန်တော်တို့ထင်တယ်။ဆိုတော့အာဆင်နယ်ရဲ့ချန်ပီယံလိုင်းဝင်ခွင့်မှာလည်းတော်တော်လေးကိုတက်ရောက်မှုကြီးမားလာနိုင်တဲ့ပွဲမျိုးလို့ကျွန်တော်ထင်တယ်။ဒီပွဲစဉ်မှာအာဆင်နယ်နဲ့မန်ချက်စတာယူနိုက်တက်ကဘာမှာဒီပါဘူးကတစ်ဖက်ချန်ပီယံဆိုတဲ့ မာကုန်နဲ့ကသားမှာဆွဲတွေ့ဒီပွဲစဉ်ကနည်းနည်းလေးတော့ရလကပြောင်းညာဆံသွားနိုင်တဲ့ပွဲမျိုးလို့ကျွန်တော်တို့ထင်တယ်။ဆိုတော့ဒီနေထားကလီဗာပူးအနေနဲ့အများကြီးအာအဆပ်ပြီးကံလို့အာဆင်နယ်နဲ့ဒုက္ခရောက်ဝါနိုင်တဲ့ပွဲမျိုးဆိုတော့ဒီပွဲစဉ်ကကျွန်တော်အနေနဲ့တော့လီဗာပူးကအန်ဖီကုမှာဘလုံးမရှော့ကမှာမဟုတ်တဲ့အတွက်အဲတစ်ဖက်ကမန်တလီဘရိတ်ဒေါင်းဖြစ်နေတဲ့အာဆင်နယ်ကိုအများကြီးဒုက္ခပေးနိုင်မယ်လို့ကျွန်တော်ထင်တယ်။ဒီပွဲစဉ်ကလီဗာပူးကိုးကွယ်ချက်ချင်းမျိုးစုံအနားရောင်းတဲ့ပွဲမျိုးလို့ကျွန်တော်ထင်ပါတယ်။ကဲဒီတစ်ပတ်ရဲ့အကောင်းဆုံးပွဲစဉ်တစ်ပွဲအဖြစ်ကျွန်တော်ရေးချထားပြီးရပွဲတစ်ပွဲရှိပါတယ်။အဲ့ဒီပွဲစဉ်ကတော့ညူကာဆန်နဲ့ချယ်ဆီတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်။ လက်ရှိနူးကာစနဲ့ချယ်ဆီကအဆင့်၄နဲ့၅မှာယက်တည်နေတယ်။ရမှတ်သူ၉ကွာရချက်အကွာသူတို့ရဲ့အောက်မှာနော်တန်ယန်ဖော်ရက်ကနံမှတ်ကွာနဲ့ရှိနေတယ်။ချန်ပီယံလိပ်ပြီးလမ်းမှာလုံးဝအမားခံလို့မရတင်းနေတွေ့ဆုံမှုဖြစ်တဲ့လေရောက်ဒီပွဲနဲ့တော်တော်လေးကိုချိန်နေရှိမှာပွဲမျိုးအထူးသဖြင့်နူးကာစဲအင်ကွေးမှာကစားမှာပွဲမျိုးမှာချယ်ဆီတို့အများကြီးခက်ခဲနိုင်တယ်။နူးကာစဲကလက်ရှိချီစွမ်းအရာ ိုပြီးခြေသီးတဲ့မားကိုမြင်တယ်ပိုပြီးပေါက်ကွဲရပြင်းတယ်ပိုပြီး transition gain ကိုကောက်ကောက်ကစားတတ်တယ်ဆိုတော့ဒီအချက်ဒီကခြေသီးကိုကောက်ကောက်ရင်းနှုတ်ကတဲ့ဒုက္ခပေးနိုင်တဲ့အချက်တွေတော့ကခြေသီးရလဲဒီပြီးခဲ့တဲ့ပတ်မှာဒီလီဗာပူးကိုတွင်းဝမ်းနဲ့နိုင်ရခဲ့တယ်ဆိုပေမဲ့အဲ့ဒီပွဲစဉ်မှာလီဗာပူးကအရင်ကတည်းက6အထိထက်သုံးသွားတော့ကျွန်တော်တို့သတိထားရမယ်ဒါက ချက်သီးရဲ့ဟိုလူတွေနည်းနည်းလေးသတိမထားမိတဲ့ချက်ပေါ့ဒါပေမဲ့တခုတော့ရှိရဲချက်သီးမှာရိုမီယိုလာဗီယာပြန်ပါလာပြီးတဲ့နောက်ပိုင်းကစားပုံကဘေးကဘလီမှာတော်တော်လေးအဆင်ပြေတယ်ဆိုတော့ဝင်းနေကနိုလီမာရာကေပက်ထရိုနက်တိုဂျီရန်ဆန်ချိုတို့ကတော်တော်လေးအလုပ်လုပ်နိုင်တဲ့အနေထားမျိုးရတယ်တခုပဲချက်သီးရဲ့ဒီဖရိုက်ကာနီယာဂျက်ဆင်ကတော့တော်တော်လေးဟိုညံ့ဖြစ်တဲ့ performance မျိုးအမြဲတမ်းပြနေတယ်ဒါပေမဲ့လက်ရှိကိုးပါမာကလီဗာပူးလိုတင်းတဲ့ပွဲမှာဒီဂိုးပြန်ရသွားတဲ့အတွက်အခြေစွမ်းလေးပြသွားနိုင်တဲ့အတွက်ယုံကြည်မှုတစ်ခုကတော်တော်လေး ဒီဘွဲကိုတက်ရောက်မှုကြီးဝါးဝါးနိုင်တယ်လို့ကျွန်တော်ကတော့ထင်နေရဲဆိုတော့ကိုပေါင်သွားတာတော်တော်လေးအလုံးလုံးနိုင်ရင်ညကစင်းနေနေလဲတော်တော်လေးဒုက္ခရောက်နိုင်တယ်ကွယ်မျိုး ဆိုတော့တပတ်ကနူကာဆီကချယ်ဆီနဲ့ပိုပြီးမာကုန်မြင့်နဲ့ transition ကကောင်းကစားတတ်တယ်ဆိုပေမဲ့ချယ်ဆီနဲ့နူကာဆီနဲ့တွေ့ရမှာချယ်ဆီကတော်တော်လေးအဲဒုက္ခပေးနိုင်ခဲ့တဲ့အချက်လက်ကိုလည်းကျွန်တော်မိထားလို့မရအောင်ဒီပွဲစဉ်ကဘာပဲဖြစ်တမိုင်းကြောင်းစင်လာရရောလက်ရှိ champion league ဝင်ခွင့်တိုက်ပွဲရအောင်တော်တော်လေးကြီးကောင်းမဲ့ပွဲမျိုးဒီပွဲစဉ်ကနူကာဆီအင်ကွန်းမှာကစားမှာဖြစ်တာကြောင့်နူကာဆီကပိုပြီးအခွင့်အရေးတော့ရှိရဲ့ချယ်ဆီဘက်ကလည်းညွန်လင့်ချက်ကြီးလုံးဝမဲ့နေရမျိုးတော့မဟုတ်ဘူးလက်ရှိကစားအနေနဲ့ကစားဖို့အညာရိုမီယိုလာဗီယာပြန်ပါလာတဲ့နောက်ပိုင်းပွဲစဉ်တွေရဲ့ခြေစွမ်းအရာ ချက်ဒီဘက်ကလည်းအများကြီးမျောလင်းထားလို့ရတဲ့ပွဲမျိုးဒီဘက်ကလည်းတော်တော်လေးကြိကောက်မဲ့ပွဲနေတင်းစလုံးကမျောလင်းချက်ကိုစီတိုက်ပွဲကိုစီနဲ့အမားခနုံးရတဲ့ခြေစွမ်းအနေနဲ့သူဒီဘက်စင်ကိုအာရုံစိုက်ပြီးကစားလိုက်မယ်ကျွန်တော်တို့ဒီဘက်စင်မှာအိမ်ဝဲအသာကျလည်းရှိရဲ့လက်ရှိဒီခြေစွမ်းနဲ့ထန်စီချင်းကောက်ကောက်ကစားနိုင်တဲ့ညူကာဆင်ကပို့ပြီးနည်းနည်းလေးလေးတာရထင်တာကြောင့်ဒီဘက်စင်ညူကာဆင်နည်းနည်းကတ်ပြီးနိုင်မှာမလို့ထင်တယ်ဆိုတော့ချက်တိနည်းနည်းလည်းတော်တော်လေးအားကျပြီးကစားနိုင်တော့ဒီဘက်ကတေးထီတော့မျောလင်းလို့ရတယ်ဒါပေမဲ့လည်းကျွန်တော်ကတော့အိမ်ဝဲအသာချက်တော်တော်လေးကိုများနေတယ်ညူကာဆင်ကိုပို့ပြီးတော့ကြိုက်တယ်ဒီဘက်စင်ကညူကာဆင်ပွဲဖြစ်ပေါ်ရဟန်တော့နည်းနည်းလေးများရလို့ထင်ပါတယ် အဆုံးထိကြည့်ရှုပေးခဲ့ကြတယ် Matthew Vardy ပရိတ်သတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးများရေးတင်ပါတယ်နောက်ပတ်ဒီမှာပိုကောင်းတဲ့အကားသားစီစဉ်ကိုတင်ဆက်ပေးမှာမို့လို့ Matthew Vardy Facebook page လေးကိုနိုင် follow လုပ်တော့ဖို့တောင်းဆိုချင်ပါတယ် YouTube ကကြည့်နေတဲ့ညီကိုလည်း channel လေးကို subscribe ဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာဆိုတော့နောက်ပတ်မှာအတူတူပြန်ဆုံတွေ့ကြပါမယ်အားလုံးကျေးဇူးများရေးတင်ပါတယ်ခင်ဗျာ